အယက်တို့ဘီယာတို့ဝိုင်းတွေတောက်တာနဲ့ပတ်သက်ပြီးမှစံစာကဘလို့တုံတင်ထားတယ်လေတချို့ယုံကြည်သူတွေကလည်းတင်းငွေတွေနဲ့မနဲ့ပိုင်းမှာဖျားရှိခိုးသွားကြတယ်ဟာညက်နေခင်ကြရင်ဆိုဘားတွေကလပ်တွေရောက်ပြီးမှအယက်တောက်ပြီးမူမောင်းနေတာဓာတ်မှုတွေရှိတယ်အာစိတ်မကောင်းစရာပဲအဲ့တော့စံစာထဲမှာအယက်တွေကိုတောက်ပြီးလွန်ကျူးစွာမူပြီးတော့ကောင်းကျိုးဖြစ်တဲ့သူတရားအောင်မှမရှိဘူးအကုန်လုံးကဆိုးကျိုးဖြစ်တဲ့သူတွေပဲကပောက်ကြံထဲမှာဆိုရင်နော်အေးက အရက်ကိုမူးအောင်တောက်တဲ့အခါတော့ကျန်းစာထဲမှာတော့စပည့်ကြီးလို့သုံးထားတာပေါ့စပည့်ကြီးကိုမူးအောင်တောက်တဲ့အခါမှာသူအရှက်ကွဲခြင်းနဲ့ကြုံရတယ်လို့ရေးထားတယ်ပြီးလို့ရှိရင်ကဘာဦးကျန်းအခန်းကြီး၁၉အငယ်32ကနေ38ထဲမှာလောတာဆိုတဲ့လူလည်းရှိတယ်သူဟာလည်းစပည့်ကြီးကိုလွန်ကျူးစွာတောက်သုံးမိတဲ့အခါသူတမင်းနှစ်ယောက်နဲ့ပြန်မာပြီးမှမောဘအမျိုးနဲ့အာမုံအမျိုးဆိုတဲ့အမင်္ဂလာအမျိုးတွေထွက်လာတယ်။တုတ်တန်ချံအခန်းကြီး23အငယ်20မှာလဲ စပိတ်ရီတောက်ကျူးတဲ့သူနဲ့အပေါင်းဖော်တော်မလုပ်နဲ့လို့ပြောထားတယ်။ဒါဆိုရင်ယုံကြည်သူတယောက်ကအရက်တောက်တဲ့သူနဲ့ပေါင်းတင်လားမပေါင်းတင်လားစဉ်းစားလို့ရတယ်ကိုကနေကို။အဲ့တော့ဒီတေရီတေရဲနဲ့ပတ်သက်ပြီးမှမတော့မတုံးတဲ့သူကတော့ဘုရားရဲ့ဘုန်းတော်ထင်ရှားမယ်လို့ကျားဆံမှာပြောထားတယ်လေ။တရားဟောရအခန်းကြီး29အငယ်6ထဲမှာစပိတ်ရီနဲ့တေရီတေရက်ကိုမတောက်ပဲနေတော့ကြောင့်သာရဖျားဒီတင်တို့ဤဖျားခင် ဖြစ်ကြောင်းကိုတီးရဤ မယုံကြည်သူတငယ်ချင်းတွေကြားထဲကိုရောက်သွားတဲ့အခါမှာသူတို့ကအရက်တောက်နေရင်တောင်မှကိုကအရက်ကိုလိုက်မတောက်တဲ့အခါဩဘုရားသားသမီးတွေဆိုတာဒီလိုတန့်ရှင်းပါသလားဒီလိုမူရစ်ခြင်းနဲ့ကင်းလွတ်ပါသလားဆိုပြီးမှဘုရားရဲ့ဘုန်းတော်ထင်ရှားတယ်အဲ့လိုမှမဟုတ်ပဲနဲ့ဟာသူတို့ကြားထဲမှာကိုကလည်းသွားပြီးတော့မောတောက်တယ်ဆိုဩဘာမှမထူးပါဘူးဘုရားအရထားတဲ့သူပြောတာပြောတာဒီကောင်လည်းမူးတာပဲဟာဒီကောင်လည်းဘုရားရှိခိုးတဲ့ကောင်ဒီကောင်လည်းမူးတာပဲဆိုပြီးမှဘုရားရဲ့ဘုန်းတော်ရှုံချစရာအကြောင်းဖြစ်တယ် ောက်ပြီးတော့ကိုယ့်ရဲ့တငယ်ချင်းတွေနဲ့အတူဟာနောက်ရကြရင်ငါတို့ကတော့အရသာတောက်ကြမယ်ပျော်ပဲစားတွေသွားပြီးမှနည်းနည်းမူးအောင်နေကြမယ်ဆိုတော့အသွေးအခေါ်နဲ့အဲ့ဒီညကိုအိတ်ပြီးတော့လွန်စေသွားရင်တော့မှအမင်္ဂလာရှိတယ်တဲ့ပြောချင်တာကမနှက်ဖြန်လို့အရသာတောက်မယ်ဆိုပြီးမှဒီညကလေးတိုင်ပင်ထားရင်တော့မှအမင်္ဂလာရှိတယ်လို့ဟေရှားကကြမ်းနေမှာလေပြောရတာဖြစ်တယ်။ဒါကြောင့်ကျစာထဲမှာတော့ရစ်မှုစီတဲ့အရာတွေကိုရှောင်ဖို့အတွက်အထူးတလည်မာထားတယ်။ကျွန်တော်ဒီအပြင်လောကမှာတော့မ ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဒီအရက်ဘီယာမူရစ်စီတဲ့အရာတွေနဲ့ပတ်သက်ပြီးမှဒါရှောင်ခိုင်းတာပဲလေအသေးပျက်စီးတတ်တယ်ဟိုလေချောင်းကင်စာဖြစ်တတ်တယ်အုံနောက်မှတ်ညံနေရော့တတ်တယ်စားရဖြစ်ဒီဆေးဝါးမာတော်မှဒီအရက်နဲ့ပတ်သက်ပြီးမှကန့်ကွက်ထားတာရှိဒါကြောင့်ယုံကြည်သူဖြစ်တဲ့တင့်ကိုအထူးတလဲတော့မှဆုံးမနေရမလို့ဘူးတကယ်ပဲလူရဲ့တဘောတဘာဝရှိတေချာစဉ်းစားဉဏ်ရှိလို့ရှိရင်အရက်ဆိုတာမတော့တင့်ဘူးဆိုတာကိုကောင်းကောင်းကြီးသဘောပေါက်မှဖြစ်ပါတယ်အဲ့ဒါတိုင်းပြန်ကောင်းကြီးရှိပါစေ